ဲ့တော့ဒီရှစ်ခုဟာအကြောင်းမရှိပဲနဲ့တော့သူတို့မဖြစ်ဘူးအကြောင်းနေရှိသေးတယ်တဲ့အဲ့ဒါယုတ်တရားရဲ့အကြောင်းဟာ၄မျိုးရှိတယ်ယုတ်ကိုလေးလာတဲ့အခါမှာဟောဒီအကြောင်းတရားကိုလည်းဆက်ပြီးတော့လေးလာအကြောင်းတရား၄ခုထဲမှာယုတ်ကိုဖြစ်စေတတ်တဲ့အကြောင်းတရားဟာကံဆိုတာတစ်ခုပါစိတ်ဆိုတာတစ်ခုပါလူရဲ့စိတ်ကလည်းယုတ်ကိုဖြစ်စေတတ်တယ်နောက်တစ်ခုကဥတ္တ ဥတုဆိုတာတခြားဟာကိုခေါ်တာမဟုတ်ဘူးတေဇောဓာတ်ကိုပဲခေါ်တယ်မှန်လားဗျာဥတုဥတုနဲ့ပြောနေတာရဲ့ဥတုကလည်းမကောင်းဘူးဟဲ့နဲ့ပြောကြတယ်ဘာကိုပြောတာတုံးပူရာအေးတာပဲပြောနေတာမဟုတ်လားမှန်လားဗျာပူရင်လည်းဥတုမကောင်းဘူးအေးရင်လည်းဥတုမကောင်းဘူးပြောကြတယ်မပူမအေးလေးနေရင်မှကောင်းတယ်လို့ပြောတယ်ဟုတ်ကဲ့လားမှန်လားဗျာယာတိဥတုမကောင်းဘူးယာတိဥတုမကောင်းဘူးဆိုရင်အဲ့ဒါပဲ temperature တေဇောဓာတ်ကိုပြောနေတာအဲ့တော့ဥတုဆိုတာရုပ် ။နောက်အာဟာရနေ့စဉ်စားသုံးနေတဲ့အာဟာရအဲ့ဒီအာဟာရကြောင့်လည်းရုပ်တည်ဖြစ်တယ်တဲ့။ဟောဒီရုပ်ရှိမျိုးဟာကံကြောင့်လည်းဖြစ်နိုင်တယ်၊စိတ်ကြောင့်လည်းဖြစ်တယ်၊ဥရုကြောင့်လည်းဖြစ်တယ်၊အာဟာရကြောင့်လည်းဖြစ်တယ်။ကံစိတ်ဥတုအာဟာရအဲ့ဒီထဲမှာကံဆိုတာကနန္တရာစိတ်ဆိုတာကနန္တရာနန္တရာကြောင့်ဖြစ်တာဒါတွေက သက်ရှိတတ္တဝါတွေမှာကံ့ကြောင့်ဖြစ်နိုင်တယ်စိတ်ကြောင့်ဖြစ်နိုင်တယ်အာဟာရကြောင့်ဖြစ်နိုင်တယ်တက်မဲ့တွေကြတော့ဥဒုကြောင့်မဖြစ်တယ်ကြည်တစ်ပင်တွေရှင်တန်ပြီးတော့ထွားကြိုင်းနေတာလို့ညှို့ချောက်သွားတာလို့ဥဒုကြောင့်ဖြစ်တာနော်မှန်ပါပါအဲ့တော့တိပိဟန်တို့ခေါ်တဲ့အရာလဲကြည့်လိုက်မယ်ဆိုလို့ရှိရင်ဟောဒီဒီရုပ်ရှိခုဖွဲ့စည်းထားတာပဲပုံပန်းတဏ္ဏအမျိုးမျိုးဖြစ်နေတယ်ဒီရုပ်ရှိခုဟာ အမြင့်ကြတော့ပုံတရံလူတွေက အမြင့်လို့ခေါ်လိုက်တယ်။ဟောလုံးလုံးပင်စီကြီးကြတော့လေလူတွေကပင်စီလို့ခေါ်လိုက်တယ်ပုံတရံကခေါ်တာအမြင့်နဲ့မတူပြန်ဘူး။တခါအကိုင်းကြတော့လေတခါပင်စီနဲ့မတူပြန်ဘူးအမြင့်နဲ့မတူပြန်ဘူးလူတွေကအဲ့ဒါကိုနာမည်တစ်မျိုးပေးလိုက်ပြန်တယ်။တခါအရွက်ကလေးတွေကြတော့လေခုနကပင်စီနဲ့မတူပြန်ဘူးလူတွေကနာမည်တစ်မျိုးပေးလိုက်တယ်အရွက်လို့ ဟုတ်လားမှန်ပါပါအပွင့်ကြတော့လေအရွက်နဲ့မတူပြန်ဘူးမတူပြန်သေးတဲ့အတွက်ကြောင့်လူတွေကနာမည်တစ်မျိုးပေးလိုက်တဲ့အပွင့်လို့တခါအပွင့်ကဖြစ်ပေါ်လာတဲ့ဟာကြတော့အသီးဆိုပြီးတော့နာမည်တစ်မျိုးပေးလိုက်တယ်ဟောတစ်ပင်တစ်ပင်ကြီးလိုက်မယ်ဆိုလို့ရှိရင်ကြီးအမြင့်ရှိတယ်ပင်စီရှိတယ်အကိုင်းရှိတယ်အရွက်ရှိတယ်အပွင့်ရှိတယ်အသီးရှိတယ်ဟောတစ်ပင်မှာအဲ့ဒါတွေအားလုံးဟာလိုက်ကြည့်မယ်ဆိုရင်ဟောဒီရုပ်ရှိခုနဲ့ဖွဲ့စည်းထားတာတွေကြီးပဲတဏ္ဍာအမျိုးမျိုးပေါ်နေတယ် သရံအမျိုးမျိုးနဲ့ပေါ်နေတာအဲ့ဒီလိုသရံအမျိုးမျိုး ပေါ်နေအောင်ဘသူတွေကဖန်တီးနေတာတော့လို့ဆိုလို့ရှိရင်ခုပြောတဲ့ဓာတ်ကြီးလေးပါးကဖန်တီးနေတာတဲ့ဒါကြောင့်မို့ဓာတ်ကြီးလေးပါးကို မဟာဘူတအင်္ဂလိပ်လိုပြန်လို့ရှိရင် great appearance ပုံပန်းသဏ္ဍာန်အကြီးကြီးတွေပေါ်လွင်လာတယ်နောက်တစ်ခုကမဟာအဘူတအောစရာသရံတွေအမျိုးမျိုးပြတယ်လို့ဒီလိုအဓိပ္ပာယ်ရတယ်မှန်ပါပါ ြည်လေတောင်ကြီးတို့ဆိုလည်းပဲဒါပဲလေဓာတ်ကြီးလေးပါပဲတောင်ကြီးတွေတို့သစ်ပင်ကြီးတွေတို့အမတန်ကြီးကျယ်တာကြီးတွေအကုန်လုံးဟောဒီမဟာဗုဒ္ဓအကြီးကျယ်နာမဟာဗုဒ္ဓဘောမှာခုနကအစင်းတို့ဘာတို့ဒီယုတ်တွေကဥပါဒယုတ်တွေကကပ်ပြီးနေကြတာမှန်ပါပါကြီးတာကမဟာဗုဒ္ဓကကြီးတာဘုလို့ခေါ်တာဒီမဟာဗုဒ္ဓဆိုတဲ့သကလုံးကိုကြည့်ပြီးတော့ခေါ်တာမဟာဆိုတာအလွန်ကြီးကျယ်ပြီးတော့ဗုဒ္ဓဆိုတာ ပေါ်လွင်ထင်ရှားနေတဲ့အရာတွေလို့ဒီလိုပြောတာเนาะမှန်ပါပါဗျာတောင်ကြီးတွေရဲ့တရံအမတန်ကြီးကြတယ်မြေပြင်ကြီးရေပြင်ကြီးတခါတယ်မိဘုံကြီးဆိုအမတန်ကြီးကျယ်တဲ့ပုံပန်းတရံတွေအနေနဲ့ပေါ်လာတာဒါကြောင့်မလို့မဟာဗုဒ္ဓ great appearance ပေါ်အဲ့ဒါကိုပဲဓာတု element လို့လည်းခေါ်သေးတယ်ဘာဖြစ်လို့လဲဆိုဓာတုဆိုတာရဲ့သဘာဝတရားက တတဝါမဟုတ်ဘူးတဲ့သူ့သဘောသူဆောင်းနေတဲ့အရာတဲ့ဩဓာတုဆိုတဲ့စကားလုံးကတတဝါကို reject လုပ်ထားတာတတဝါဆိုတာမဟုတ်ဘူးတဲ့ဇီဝလို့သူတို့ပြောထားတဲ့ဟာမဟုတ်ဘူးတဲ့တတတလည်းမဟုတ်ဘူးဇီဝလည်းမဟုတ်ဘူးသူ့သဘောသူဆောင်းနေတဲ့သဘာဝတရားတက်တက်မြတ်တာလို့ပြောတာနော်မှန်ပါပါဗျာသဘာဝတရားတက်တက်မြတ်တယ်မြတ်စွာဘုရားကနေတတနေဇီဝထေနဓာတုနေတတ တတဝါလို့ခေါ်เสียမဟုတ်ဘူးတဲ့တတဝါမဟုတ်ဘူးတဲ့ဒါနေဇီဝဇီဝဆိုတဲ့ခေါ်เสียမဟုတ်ဘူးတဲ့ဒါဇီဝတို့တတ္တတို့ဆိုတာကအိန္ဒိယဖီလိုဆိုဖီကစကားလုံးနေတာတွေကအိန္ဒိယဖီလိုဆိုဖီမှာဇီဝတို့တတ္တတို့ဆိုတာသူကပါမနစ်အင်တီတီထာဝရမြဲနေတဲ့အရာတွေလို့ယူဆတယ်မှန်ပါပါမြန်မာပြည်မှာတော့နော် ဒီဗမာတွေမှာလည်းပဲဒီလိုမြဲတယ်ဆိုတဲ့အယူဆကလေးတစ်ခုရှိတာပဲဘာလို့ဆိုရင်လူတွေလို့ရှိရင် လိပ်ပြာကထွက်သွားဟုတ်လားလိပ်ပြာဆိုတာရှိသေးတယ်ဘတ်တာဖလိုင်းဆိုတဲ့ဟာလိပ်ပြာအဲ့ဒီလိပ်ပြာကနေ ထွက်ပြီးတော့နောက်ဘဝဝင်စားတယ်လို့ဘာလို့ဒီလိုပြောကြတာတကယ်တော့တည်ပြီးတော့ထွက်သွားတာဆိုတာလည်းတစ်ခုမှမရှိဘူးဝင်စားတယ်ဆိုတာလည်းတစ်ခုမှမရှိဘူးအเจ้าကြောင့်အကျိုးပေါ်တာပဲရှိတယ်မှန်ပါပါ ဗုဒ္ဓဘာသာအယူဆအဘိဓမ္မာတရားတော်အယူဆဆိုလို့ရှိရင်ရှေ့ကတစ်ခုပြီးတစ်ခုပြောင်းနေတာနောက်ကအစ်စ်စ်ပေါ်နေတာသာရှိတယ်လေမှန်ပါပါအခုဘုန်းကြီးတရားဟောတဲ့အတန်တွေပဲကြည့်ရှေ့ကအတန်တွေကတစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုပြောင်းနေတာနောက်ကအတန်တွေဆက်ပေါ်နေတာလေမှန်ပါပါအဲ့ဒါလိုပဲဘဝကူးတယ်ဆိုတာဒီတိုင်းပဲဘာမှမတူဖြစ်စဉ်ကြီးတစ်ခုပဲရှေ့ဟာတွေပြောင်းနောက်ကပေါ်ရှေ့ဟာပြောင်းနောက်ကပေါ်ရှေ့ကပြောင်းနောက်ကပေါ်ဟောဒီ process ကြီးနဲ့သွားနေတာ ဒီလိုသွားနေတာအဲ့တော့ဒီထဲကနေပြီးတော့မြဲပါတယ်ဆိုတာပြောစရာပဲရှိတော့မလို့မှန်လားပါဗျာကာကြီးခံဝေကမ်းမဲ့ကာကြီးယွတ်ကြည့်လိုက်ပေါ့အတန်နေကာကြီးယွတ်လိုက်တဲ့ကကခကဆိုတဲ့အတန်တွေကိုနားထောင်ကြည့်ကဆိုတဲ့အတန်ပြောက်သွားရင်ခဆိုတဲ့အတန်ပေါ်လာတယ်ခဆိုတဲ့အတန်ပြောက်သွားမှခဆိုတဲ့အတန်ပေါ်လာအဲ့ဒီမှာစဉ်းစားကြည့်ကကနေခဖြစ်သွားတာလား ို့မဟုတ်ခကနေခဖြစ်သွားတာလားလို့မေးရင်မဟုတ်ဘူးကကပေါ်ပြီးပြောက်သွားပြီခဆိုတာပေါ်လာပြန်တာဟုတ်ကဲ့လားမှန်ပါပါခဆိုတာလည်းခကဖြစ်လာတာမဟုတ်ဘူး तू ကပေါ်လာတာဟောအဲ့ဒါလိုပဲဒီလူတယောက်ဒီဘွားကတည်ဆုံးသွားပြီဆိုလို့ရှိရင်အเจ้าညောင်တော်ဘွားမှာတခູ່ထပ်ပေါ်တာဟိုပြောတာဒီကနေပြီးတော့လက်ပြာတို့ဝิญဉ်တို့ကနေပြီးတော့ထွက်သွားပြီဟိုဝင်ဝင်စားတာမဟုတ်ဘူးတဲ့နော်မှန်ပါပါ ို့သော line ကလေးတော့ရှိတာပေါ့ online ဆိုတာ line ကလေးတော့ရှိတယ်သူ line လေးနှုတ်ဆိုလွယ်လွယ်မားမားတွေဖြစ်ကုန်မှာပေါ့သူကသူ line နဲ့သူသွားနေတာပဲเนาะမှန်ပါပါဖြစ်ပြနေတဲ့ line ချောင်းလေးအတိုင်းပဲသူကသွားနေတာဆိုတော့ဒီဘွားကဘာလုံလုံနောင်ဘွားအတွက် responsible ပါသူတာဝန်ရှိတဲ့ပုံကိုဖြစ်ရဘာလို့ဒီ line ချောင်းကိုသူကလမ်းကြောင်းကတခုတည်းနဲ့သွားနေတာဟုတ်လားမှန်ပါပါဒါကြောင့်မို့လို့ ဒီပေါ်ပြီးပြောက်သွားပြီမဲ့လို့ဒီနောက်ထပ်ပေါ်လာတဲ့ဟာတွေကရှင်းကပြောက်သွားတဲ့တဘာဝတရားတွေနောက်ထပ်ပေါ်ဖို့ရအတွက်သူက energy တွေကိုပေးထားကြတာတွန်းအားတွေ energy တွေစွမ်းရည်တွေကသူ့ထဲမှာရောက်သွားတယ်အဲ့ဒီစွမ်းအင်တွေကနောက်အလုံးထဲမှာပြည့်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 သွားလို့ဒီနောက်ပေါ်တာကရှေ့ပေါ်တာလည်းစွမ်းအားတွေစွမ်းအင်တွေပိုထက်လာတယ်ပညာသင်တာပဲကြည့်လေ မူလရံပညာသင်ထားတဲ့ဟာကအလရံပညာသင်မွေရအတွက်စွမ်းအင်ဒီကြံရစ်တယ်ဟုတ်လားမှန်ပါပါဗျာသို့သောပျောက်သွားတာပဲအဲ့ဒါလေတခါအလရံပညာကနေအထက်တန်းပညာအထက်တန်းပညာကနေပြီးတော့ University တက္ကသိုလ်ပညာဆိုပြီးတော့ဟော အကယ်၍သာလုံးဝပျောက်သွားမယ် energy မရှိဘူးဆိုလို့ရှင်မူလရံသင်ထားတာကဘယ်လိုလုပ်ပြီးအလရံကိုအကျိုးပြုမလဲအခုကအကျိုးပြုတယ်လေ ဘူလာရမသိမဲနဲ့အလဲရန်တက်လို့မရဘူးလေမှန်ပါပါဗျာဒါမလဲနိုင်ဘူးလေအေးဒါကြောင့်မလို့ဓာရီကပျောက်သွားတာတော့ဟုတ်တယ်လုံးဝပျောက်သွားတာတော့မဟုတ်ဘူးတဲ့အင်နာဂျီလေးတွေပေးထားတယ်နောက်ဟာဒါကြောင့်မလို့ဖခင်အလောင်းတော်သူမိတာဘဝကပါရမီဖြည့်တာဂေါရမဖခင်လက်ထက်ကျပါဖက်ဖြစ်တာပေါ့မှန်ပါပါဗျာအနုဘုဆိုရင်ဘယ်ပါဖက်ဖြစ်မလဲကိုယ်လိုင်းလေးနဲ့ကိုကတော့ရှိတယ်သို့တော့ အဲ့ဒီ line ထဲမှာမြဲနေတဲ့အရာရှိလားဆိုတော့မရှိဘူး။အကြောင်းကျိုးဆက်ပြီးတဘာဝတရားဟာတစ်ခုဖြစ်တစ်ခုပြည့်တစ်ခုဖြစ်တစ်ခုပြည့်တစ်ခုပြည့်တစ်ခုပြည့်နဲ့အဲ့ဒီပုံစံနဲ့သွားနေတာတဲ့။တန်လျာထဲမှာအဲ့ဒီပုံစံနဲ့ပဲသွားနေတယ်။အကြောင်းတရားကိုမှီတည်ပြီးတော့ဖြစ်ပြီးသွားနေကြတာ။အေးကောင်းပြီ။